ော်လင်းရောင်ဟာအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ငှက်ကဲဘရင်ပေါ့ဗျာနောက်ထူးကြတာကဘာပေါ်မှာတဲ့နေကိုမျက်နှချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရောင်ပဲကျွန်တော်ဘယ်လိုမှကြည့်နိုင်မုံတိုင်းကိုမကြောက်တာလင်းရောင်နဲ့ဇင်ရောမျိုးရှိတယ်သူ့အည်သွေးတွေတော်တော်များတယ်ဗျာဒီကောလင်းရောင်မျိုးစိတ်လင်းရောင်အကြောင်းကနော်တော်တော်များများသိတယ်လင်းရောင်ကဗျာဟိုအမေရိကန်နိုင်ငံက ရေတက်ဆိုရင်ဒီလင်းလင်းယုံယုတ်ကြီးရဲ့ trick bank သုံးတယ်အဲဘာလို့သုံးတာလဲဆိုရင်ねလင်းယုံသူတို့ဘာလို့ကြိုက်တယ်ဆိုတော့လင်းယုံကအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ငှက်ကဘရင်ပေါ့ဗျာနောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင် ကြည့်ရတာကြည့်နိုင်တာလင်းယုံပဲကျွန်တော်ဘလို့မှမကြည့်နိုင်မုံတိုင်းကိုမကြောက်တာလင်းယုံနဲ့ဇင်ယောမျိုးရှိတယ်သူ့အည်သူတွေတော်တော်များတယ်ဗျာဒီကောင်ကလင်းယုံမျိုးစိတ်တွေအများကြီးပဲဗျာအများကြီးမှာအားလက်သိက်တန်းသူကသားကောင်ကို ဘယ်တော့မှဟိုအိုးအပေါ်အမြင်ညံ့နေပြီးတော့ခုနတောက်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဗျာရေတွေကငါတော့တော်ရရသူ့သားကောင်အဲ့ဒါတွေ့တာနဲ့အမြန်ဆုံးပြန်လာပြီးတော့ခြေသက်လက်သက်နဲ့ကုတ်ချီသွားတာဘလောက်ထိအားရှိလဲဆိုရင်တဲ့သူ့ body weight တဲ့ငါးဆကြီးတဲ့သားကောင်ကိုခြေသွားလို့ရတယ်ခြေသွားပြီးတော့မှဘယ်လင်းယုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အဆမ်းဆားဘူးအဲ့လိုခြေသွားပြီးတော့မှပေါက်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 ပြီးနှုတ်သီးနဲ့ပေါက်စားစားပြီးတော့မဆိုင်တော့အော့ဘ်ထုတ်ထားပြလိုက်တော့အဲ့အဲ့လင်းယုံမှာ တဘာဝပေးထားတဲ့အကျိုးအမြတ်နှစ်ခုရှိတယ်။တစ်ခုကလင်းယုံငှက်တရားအသက်ရှိတယ်။80ထိတတန်းရှိတယ်။နောက်တစ်ခုကလင်းယုံငှက်တရားတဲ့9လတိတိအငတ်ခံနိုင်တယ်။အစားမစားဘူး၊ရင်မတော့ဘူး၊ကိစ္စမရှိဘူး၊မသေးဘူး9လကြော်ရင်ပြန်စားရတယ်။အဲ့ဒီအဲ့ဒါလင်းယုံနေရဲ့အည်သွေးပေါ့နော်။အဲ့ဒါကိုသဘောကျပြီးတော့အမေရိကန်တွေကလင်းယုံကိုသူတို့ကိုးကွယ်တာ။အဲ့ဒီမှာဟာတဲ့ကျွန်တော်တို့တွေးစရာပါရလဲဆိုအသက်40ကျော်တဲ့အချိန်မှာ အဲ့လင်းယုံတွေရဲ့ရုပ်ခန္ဓာဖောက်ပြန်လာဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သေးဆိုအဲ့နှုတ်သေးကနေပြီးတော့အသားတွေဘလက်ကြီးရှည်ထွက်လာတနေ့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 ရှည်လာအဲ့ဘလက်ကြီးရှည်ထွက်လာအယိုးပါမလားအောင်လို့ဟာလို့မရတော့ဘူးအဲ့တော့အစားဘယ်လိုစားမလဲအစားစားလို့မရတော့ဒါကြီးရှည်ထွက်အဲ့လိုပဲအမွေးမြင်တွေထူတက်တိတ်သေးထူတက်တိတ်သေးပြီးတော့ဘယ်လိုမှမပြန်မပြန်နိုင်တော့ဘူးခါတိုင်းတော့နောက်တစ်ချက်ကခြေသေးလက်သေးတွေပါလေအဲ့လိုပဲအသားပျော့ပျော့ကြီးကြီးပဲရှည်လာတယ် အယိုးပါမလားအဲ့တော့သားကောင်ကိုတက်ခုခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းယုံမှာနှောက်စု꿰သွားတယ်တောစုကတော့ဒါကတဘာဝကပေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဘုရားဘာသာအနေနဲ့ဆိုရင်ကံပေါ့နော်ဆိုပြီးတော့သေတဲ့လင်းယုံသေတဲ့လင်းယုံဆိုတာနှမျိုးရှိတယ်တဲ့သေမဲ့တူတော့ကွာမတူဘူးဆိုပြီးတော့အကြိုက်ငတ်မခံနိုင်ဘူးဆိုကောင်းကောင်တက်အတောင်ကိုရုတ်ချပြီးတော့မှဆူဆိုင်းလုပ်ပြီးသေတဲ့လင်းယုံပေါ့နော်နောက်တတိယတော့ငါးလားအထိငငငအပြက်ပြက်နေနေဒါကြီးဟာမရဘူး ငါးလလည်းကြော်တေသွားပြီတေတဲ့လင်းရောနောက်တစ်မျိုးကဘာလို့တေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့တက်တန်း30ကျန်သေးတယ်အဲ့30မှာအသက်ရှင်ဖို့အတွက်နောက်ထပ်နီးလမ်းမရှိဘူးလားအဲ့လိုစူးစမ်းရှာဖွေတဲ့လင်းရောအဲ့လင်းရောနေဘာလို့လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းကောင်းဆောက်လိုက်တယ်ဘာလို့လဲဆိုငါလအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှက်နေဖို့ပေါ့နော်အတိုက်ကောင်းကောင်းဆောက်အတိုက်လည်းဆောက်ပြီးရော နံပါတ်၁ဆလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိပ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့သွေးတိုက်ပြီးဖြုတ်တာတနည်းနည်းနည်းပေါ့ဗျာတနည်းနည်းနည်းနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နားတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဘလက်ကြီးပြုတ်ကြပါပြုတ်ကြသွားတော့မူလနှုတ်သီးကျအဲ့မူလကျန်တဲ့နှုတ်သီးဆက်ထားရင်အဲ့ဘလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရအောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ထသွေးသွေးတဲ့အချိန်မှာပိုနာတယ်အမှားဆိုတော့သွေးတွေထွက်တယ်တနည်း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 တို့လိုက်တာနောက်ဆုံး အဲ့ဒါကြီးပြုတ်ထပ်ပါမရှိတော့နှုတ်သေးမရှိတော့လင်းရောအရင်နာကျင်နေပြီအတိုက်ထဲမှာခွေခွေလေးနားနေလိုက်တယ်အဲ့ဒီမှာတလားဖြစ်မလားနှစ်လားဖြစ်မလားအဲ့ဒီချိန်မှာနှုတ်သီးတဖြည်း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 ပြန်ရှိလာတာမူလငှဲ့ငယ်တကောင်ရဲ့နှုတ်သီးပြန်ရလိုက်တယ်အဲ့ဒီနှုတ်သီးလည်းပြန်ရအောင်ဒုတိယဆင်မပါလို့လဲဆိုတော့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာခုနထူထပ်တိတ်သေးပြီးတော့မြန်မြန်မပြန်နိုင်တဲ့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာ တော့ကျွန်တော်ချက်မပြောတော့ဘူးเนาะကိုယ်ငွေကုန်နှုတ်တာဘလောက်နာအောင်လဲစဉ်းစားကြည့်เนาะအကုန်ပြောင်းနေအောင်နှုတ်လိုက်တနေ့နည်းနည်းပဲနှုတ်နိုင်တယ်တစ်ခါတိုင်းလည်းအပြီးမနှုတ်ဘူးအဲသွေးလင်းလင်းနဲ့အငွေမရှိတော့လင်းရောနောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးတွေနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတွေခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လိုချင်တော့အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာခွေခွေလေးလဲကြသွားပြီအဲ့ဒါဘလောက်ကြာမလဲငါးလမတိုင်ဘူးတဲ့ငါးလမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာ ငါလပြည့်တဲ့နေ့ကျရင်အစာစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန်ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရုံမုံတိုင်းထဲဝင်သွားတယ်အစာသွားစားမယ်အကုန်တောက်သေးသေးအမွေးသေးချီတဲ့လက်သေးအစ်စ်ဒါကျွန်တော်ပါရလိုက်ပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမယ့်ခရီးအတွက်မလိုအပ်တဲ့အဟောင်းတွေကိုဖယ်ထုတ်ပြအဲ့ဒါကျွန်တော်ရလိုက်အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီအာရုံဥမာ အဓိကလုပ်ဖို့လိုအပ်တာက ကျွန်တော်တို့ဒီမိုကရေစီအလင်းအောင်နည်းနည်းပွင့်ဖို့မလိုအပ်တဲ့ဟောင်းတွေလူတွေမှုတွေကြံတဲ့အရာအကုန်လုံးဖယ်ထုတ်ပြရမယ်အဲ့ဒါရလိုက်အဲ့ဒီမှာတဲ့နောက်ထပ်ပေးတဲ့သင်ခန်းစာကဘာလဲဆိုတော့ကောင်းပြီနော်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုချင်တဲ့လောကအတွက်အဟောင်းတွေကိုဖယ်ထုတ်တဲ့ချိန်မှာနှစ်ချက်တော့သတိထားပါတစ်မလွယ်ဘူးတဲ့ခက်ခက်ခဲခဲလုပ်ရမယ်နှစ်ကနာမယ်နာမယ်ကျင်းမယ်နော် ဝေဒနာခံစားအခုပြောချင်တာဟာဆရာလေးကောင်းစင်ထောအဲဘာလို့တုံးတာလဲဆိုရင်လေလင်းယုံသူကဘာလို့ကြိုက်တယ်ဆိုတော့လင်းယုံကအမြင့်ဆုံးကိုပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ငှက်ကဘရင်ပေါ့ဗျာနောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းယုံပဲကျွန်တော်ဘယ်လိုမှမကြည့်နိုင်မုံတိုင်းကိုမကြောက်တာလင်းယုံနဲ့ဇင်ရောအမျိုးရှိသူအည်သူတွေတော်တော်များတယ်ဗျာဒီကောင်ကလင်းယုံမျိုးစိတ်တွေအများကြီးပဲဗျာအများကြီးမှာအားလက်သိက်တန်းသူက ตาកောင်ကိုဘယ်တော့မှဟိုအော်အပေါ်အမြင်ညာနေပြီးတော့ခုနတောက်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဗျာရေတဲ့ကငါတော့ရရသူ့ตาកောင်အဲ့ဒါတွေ့တာနဲ့အမြန်ဆုံးပြန်လာပြီးတော့ခြေသက်လက်သက်နဲ့ကုတ်ချီသွားတာဘလောက်ထိအားရှိလဲဆိုရင်လေသူ့ body weight တဲ့ငါးစကြီးတဲ့ตาកောင်ကိုခြေသွားလိုက်ရတယ်ခြေသွားပြီးတော့မှဘယ်လင်းုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အဆမ်းစားဘူးအဲ့လိုခြေသွားပြီးတော့မှပေါက်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 ပြီးနှုတ်သီးနဲ့ပေါက်စားစားပြီးတော့မဆိုင်တော့အော့ဘ်ထုတ်ချပြလိုက်တော့အဲ့အဲ့လင်းုံမှာ တဘာဝပေးထားတဲ့အကျိုးအမြတ်နှစ်ခုရှိတယ်။တစ်ခုကလင်းယုံငှက်တွေဟာအသက်ရှိတယ်။80ထိတက်တန်းရှိတယ်။နောက်တစ်ခုကလင်းယုံငှက်တွေဟာတဲ့9လတိတိအငတ်ခံနိုင်တယ်။အစားမစားဘူး၊ရင်မတော့ဘူး၊ကိစ္စမရှိဘူး၊မသေးဘူး9လကြော်ရင်ပြန်စားရတယ်။အဲ့ဒီအဲ့ဒါလင်းယုံတွေရဲ့အကြီးသေးပေါ့နော်။အဲ့ဒါကိုသဘောကျပြီးတော့အမေရိကန်တွေကလင်းယုံကိုသူတို့ကိုးကွယ်တာ။အဲ့ဒီမှာတဲ့ကျွန်တော်တို့တွေးစရာပါရလဲဆိုအသက်40ကျော်တဲ့အချိန်မှာ အဲ့လင်းယုံနေရဲ့ရုပ်ခန္ဓာဖောက်ပြန်လာဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သေးဆိုအဲ့နှုတ်သေးကနေပြီးတော့အသားတွေဗလက်ကြီးရှည်ထွက်လာတနေ့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 ရှည်လာအဲ့ဗလက်ကြီးကရှည်ထွက်လာအယိုးပါမလာအောင်လို့ဟာလို့မရတော့ဘူးအဲ့တော့အစားဘယ်လိုစားမလဲအစားစားလို့မရတော့ဒါကြီးရှည်ထွက်အဲ့လိုပဲအမွေးမြင်တွေထူတက်သိပ်သည်ထူတက်သိပ်သည်ပြီးတော့ဘယ်လိုမှမပြန်မပြန်နိုင်တော့ဘူးခါတိုင်းတော့နောက်တစ်ချက်ကခြေသေးလက်သေးတွေမှာလဲအဲ့လိုပဲအသားပျော့ပျော့ကြီးကြီးပဲရှည်လာ အယိုးပါမလားအဲ့တော့သားကောင်ကိုတက်ခုတ်ခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းရုံမှာနှောက်စုကွဲသွားတယ်တောစုကတော့ဒါကသဘာဝကပြေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့နော်ကျွန်တော်တို့ပုဗ္ဗဝါဒအနေနဲ့ဆိုရင်ကံပေါ့နော်ဆိုပြီးတော့သေတဲ့လင်းရုံသေတဲ့လင်းရုံဆိုတာနှမျိုးရှိတယ်တဲ့သေမဲ့တူတော့ကွာမထူးဘူးဆိုပြီးတော့အကြိုက်ငတ်မခံနိုင်ဘူးဆိုကောင်းကင်ကိုတက်အတောင်ကိုရုတ်ချပြီးတော့မှဆူဆိုင်းထုတ်ပြီးသေတဲ့လင်းရုံပေါ့နော်နောက်တတိယတော့ငါးလအထိငငငအပြက်ပြက်နေနေဒါကြီးဟာမရဘူး ငါးလလည်းကြော်တေသွားပြီတေတဲ့လင်းရောနောက်တစ်မျိုးကဘာလို့တေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့တက်တန်း30ကျန်နေတယ်အဲ့30မှာအသက်ရှင်ဖို့အတွက်နောက်ထပ်နီးလမ်းမရှိဘူးလားအဲ့လိုစူးစမ်းရှာဖွေတဲ့လင်းရောအဲ့လင်းရောနေဘာလို့လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအသက်ကောင်းကောင်းဆောက်လိုက်တယ်ဘာလို့လဲဆိုတော့ငါးလအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှက်နေဖို့ပေါ့နော်အတိုက်ကောင်းကောင်းဆောက်အတိုက်လည်းဆောက်ပြီးရော နံပါတ်၁စလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိပ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့သွေးတိုက်ပြီးတော့ဖြုတ်တာတနည်းနည်းနည်းပေါ့ဗျာတနည်းနည်းနည်းနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နာတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဘလက်ကြီးပြုတ်ကြပါပြုတ်ကြသွားတော့မူလနှုတ်သီးကြအဲ့မူလကြံတဲ့နှုတ်သီးဆက်ထားရင်အဲ့ဘလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့တွေ့ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့သွေးသွေးတဲ့အချိန်မှာပိုနာတယ်အမှားဆိုတော့သွေးတွေထွက်တယ်တနည်း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 တို့လိုက်တာနောက်ဆုံး အဲ့ဒါကြီးပြုတ်ထွက်သွားမရှိတော့နှုတ်သေးမရှိတော့လင်းရောအရင်နာကျင်နေပြီအတိုက်ထဲမှာခွေခွေလေးနားနေလိုက်တယ်အဲ့ဒီမှာတလားဖြစ်မလားနှလားဖြစ်မလားအဲ့ဒီချိန်မှာနှုတ်သီးတဖြည်း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 ပြန်ရှိလာတာမူလငှဲ့ငယ်တကောင်ရဲ့နှုတ်သီးပြန်ရလိုက်တယ်အဲ့ဒီနှုတ်သီးလည်းပြန်ရအောင်ဒုတိယအဆင့်ဘာလုပ်လဲဆိုတော့အမွေးကိုနှုတ်သီးနဲ့နှုတ်တာခုနထူထပ်တိတ်သေးပြီးတော့မြန်မြန်ပြန်နိုင်တဲ့အမွေးလေးကိုနှုတ်သီးနဲ့နှုတ်တာ တော့ကျွန်တော်ချက်မပြောတော့ဘူးเนาะကိုယ်ငွေကုန်နှုတ်တာဘယ်လောက်နာအောင်လဲစဉ်းစားကြည့်เนาะအကုန်ပြောင်းနေအောင်နှုတ်လိုက်တယ်တနေ့နည်းနည်းပဲနှုတ်နိုင်တယ်တစ်ခါတိုင်းလည်းအပြီးမနှုတ်ဘူးအဲသွေးလိမ့်လိမ့်နဲ့အငွေမရှိတော့လင်းအောင်နောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးတွေနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတွေခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လိုချင်တော့အဲ့ဒီလင်းအောင်အဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာခွေခွေလေးလဲကြသွားပြီအဲ့ဒါဘယ်လောက်ကြာမလဲငါးလမတိုင်ဘူးတဲ့ငါးလမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာ ငါလပြည့်တဲ့နေ့ကျရင်အစာစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန်ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရုံမုံတိုင်းထဲဝင်သွားတယ်အစာသွားစားမယ်အကုန်တော့တိတိအမွေးတိခြေတဲ့တဲ့အစ်တကျွန်တော်ပါရလိုက်ပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမယ်ခရီးအတွက်မလိုအပ်တဲ့အဟောင်းတွေကိုဖယ်ထုတ်ပြအဲ့ဒါကျွန်တော်တို့ရလိုက်အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီအရင်ဥမာအဓိက လုပ်ဖို့လိုအပ်တာကကျွန်တော်တို့ဒီမိုကရေစီအလဲအော်မြန်မြန်ပွင့်ဖို့မလိုအပ်တဲ့ဟောင်းတွေလူတွေမှုတွေကြံတဲ့အရာအကုန်လုံးကိုဖယ်ထုတ်ပြရမယ်အဲ့ဒါရလိုက်အဲ့ဒီမှာတဲ့နောက်ထပ်ပေးတဲ့သင်ခန်းစာဘာလဲဆိုတော့ကောင်းပြီနော်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုချင်တဲ့လောကအတွက်အဟောင်းတွေကိုဖယ်ထုတ်တဲ့အချိန်မှာနှစ်ချက်တော့သတိထားပါတစ်မလွယ်ဘူးတဲ့ခက်ခက်ခဲခဲလုပ်ရမယ်နှစ်ကနာမယ်နာမယ်ကျင်းမယ်နော်ဝိညာဉ်ခံစား အခုပြောချင်တာဟာဆရာလေးကောင်စင်ထောင်းဥပဒေပညာရှင်ဥက္ကိုနေအဲ့ဒါသူတို့အဟောင်းနေဖြတ်ထုတ်ဖို့ကြိုးစားတာအဲ့ကြိုးစားတဲ့အချိန်မှာဒါအကြီးမားဆုံးပြစ်တာဟာသေတာမယ်သေပြီမလွယ်ဘူးလို့ကျွန်တော်ပြောတာအဲ့ဒါအဲ့တော့အခုဒီမိုကရေစီအာရုံတက်ကိုမြန်မြန်လင်းချင်ရင်ဆိုတော့ပြည်သူရောကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့မလိုအပ်တဲ့အဟောင်းနေဖန်သမ ्या ကိုအကုန်ဖြတ်ထုတ်ပြရမယ်အဲ့ဒါအဓိကအ ဲ့တော့နောက်ဆုံးမှာเนาะဒါကျွန်တော်ပြောနေကြအခုထိလည်းဆက်ပြောအောင်မယ်နောက်နောက်လည်းကျွန်တော်ပြောရမှာပဲအဲ့ဒါဘာလဲဆိုတော့ဘဲဟာကအရင်ဆုံးစက်ဖက်ပြဖို့လိုတယ်လဲဆိုတာအဲ့ခုနကပြန်ချုပ်မယ်ဆိုရင်เนาะကျွန်တော်တို့မြန်မြန်ခရီးရောက်အောင်လို့မလို့တဲ့အဟောင်းတွေကုန်ဖယ်ပြမယ်အနာခံရမယ်စတေးရမှာပဲဒါပြီးလို့ရှိရင်ကျွန်တော်ခက်ခက်ခက်ဖယ်ရအဲ့ဒါမှအဲ့ဒီမှာမှဘယ်လူတွေလဲဘယ်မူတွေလဲဘာတွေလဲအဲ့ဒါကို ဘယ်ဟာအဓိကထားပြီးနံပါတ်1ဆောက်ရွေးရမလဲဆိုတော့ကျွန်တော်အဲ့ကဗျာလေးတပုတ်ပြောပါမယ်အဲ့ဒါကျွန်တော်တို့ implant ချစ်တဲ့ကျွန်တော်တို့ ਨੇ အကိုကြီးဖြစ်တဲ့ဆရာကြည်အောင်နဲ့ပြင်မနာ sorry ဟိုအင်းဝါပါဆရာကြည်အောင်ကဗျာကျွန်တော်အရှိကြီးမပြောတော့ပါဘူးเนาะအဲ့ဒီကဗျာကတင်္ဂါရွာတရွာမှာတင်္ဂါဆက်တယောက်နော်တင်္ဂါဆက်တယောက်အိုမင်းရင်ရော်တဲ့အထိတင်္ဂါနဲ့ဟိုလှေကြီးနဲ့ငါရှာပြီးအသက်မွေးတော့အဲ့ဒီလှေထဲမှာငါတွေကနေမပြညမ်းမပြနေမပြညမ်းမပြနေငါတွေနဲ့အသက်မွေးတော့လူလဲအိုသွားပြီး လေရက်လည်းဆုတ်ပြတ်သွားအဲ့ချိန်မှာလေကြီးကိုရွာတဲ့ကိုပြစ်လိုက်ရွာတဲ့ကိုပြစ်တဲ့လေတဲ့ကိုရွာသားတယောက်ကနေပြီးတော့မြေကြီးတွေထည့်တယ်မြေကြီးတွေထည့်ပြီးတော့မှပန်းမင်းတွေစိုက်တယ်သူကရွာသားတွေကိုဗာပြောလဲဆိုတော့မင်းတို့လေနံပါတ်1နံပါတ်ပြောင်းလိုက်မယ်လေဗာလဲဆိုတော့မင်းတို့တငါလေးတငါလေးနဲ့ခေါ်လာတဲ့ဒီလေကြီးငါပန်းမင်းတွေစိုက်လို့များအောင်မြင်လာရင်အဲ့ဒီပန်းမင်းတွေရာနေပြီးတော့လေကြီးကိုလည်းဖုံးသွားလိုက်မယ်မင်းတို့ပန်းလေလို့နံပါတ်ပြောင်းခေါ်လိုက်မယ်အဲ့ကဗျာမှာကအိမ်မှာစပြီးစဉ်းစားလို့သိကောင်းပြီနော်စဉ်းစားဖို့ကောင်းပြီဘာလို့ဆိုတော့ကျွန်တော်တို့ဒီခေတ်က အရင်နာမည်မဟုတ်တော့ဘူးလေ1နာမည်ပြောင်းသွားပြီနော်အဲ့ဒါနိုင်ငံရေးနဲ့ကျွန်တော်တို့ခုနကကျွန်တော်စောစောပြောခဲ့ပါတယ်ဒါလွန်ခဲ့တဲ့260ရရေးတဲ့ကဗျာဒီခေတ်ကလာမမီဘူးဒါပေမဲ့ဒီခေတ်မှာကျွန်တော်တို့တွေးခွင့်ပေးတယ်ကျွန်တော်တို့တွေးလို့ရတယ်နောက်တနည်းတွေးလို့မရဘူးလားကဲအဲ့ဒီလေကြီးကပန်းမင်းနေအုပ်ပြီလေကြီးမမြင်ရတော့ဘူးဆိုလေကြီးက uniform ပြောင်းသွားတယ်မဖြစ်နိုင်ဘူးပြပြောင်းလို့ရတယ်เนาะဟိုအသွင်ပြောင်းသွားပြီဒါပေမဲ့သူကပါပါလဲဆိုတော့စေတနာကအဲ့လေရရတဲ့ပန်းမင်းနေပွင့်လာလို့ရှိရင်အရာမွေးတဲ့ကြိုင်နေပန်းနေ ောင်လေးတိုက်တိုက်မြောက်လေးတိုက်တိုက်လေးယူလို့ရှိရင်မင်းတို့ရွာပေါ်ဖြတ်သွားမင်းတို့တရွာလုံးပန်းနှံ့နေရစီရမယ်အဲ့တော့ကျွန်တော်တို့ဒီဒီမိုကရေစီကိကိုရောက်ပြီးဒီမိုကရေစီနိုင်နေရမယ်နော်ဒီမိုကရေစီပန်းနှံ့နေရမယ်အဲ့လိုတွေ့ကြည့်အဲ့မှာဗျာခုနပန်းနေပွင့်ပြီသူပြောတဲ့လေးလေးတိုက်တယ်ရွာပေါ်ဖြတ်တယ်မရဘူးဗျမရသေးဘူးမရဘူးဆိုတော့ပန်းနေပွင့်နေတဲ့အတိုင်းဘာလို့မရတာလဲအခုကျွန်တော်တို့ခက်ပြောင်းနေတဲ့အတိုင်း ဒီမိုကရေစီခေတ်ကျွန်တော်တို့လိုချင်တဲ့ဆိုတာကျွန်တော်ကိုယ်တိုင်တင်ထားပြီဘာဖြစ်လို့အကြောက်တရားတွေပေါ်ပြီးတော့ဘာဖြစ်လို့နှစ်ထင်းနေနောက်စီတွေတဏှပစ်ခံရတာလဲဒါတွေးလို့ရတယ်ပန်းတဲ့မရသေးလို့ပေါ့ဒီမိုကရေစီပန်းတဲ့ဘာလို့မရတာလဲအဲ့ရွာသားတွေတလေးလာတလေးလာတဲ့အခါမှာအဖေကချက်ချင်းတွေ့တယ်အဲ့ဒီပန်းတဲ့ဘာလို့ရွာပေါ်မှာဖြတ်တာလဲဆိုရင်လေလေထဲမှာနှစ်ဝင်နေတဲ့နှစ်ပေါင်းများစွာတွန်းကနှစ်ဝင်နေတဲ့ငါညင်နဲ့ငါညင်နဲ့အဲ့ဒီငါညင်နဲ့ကိုပန်းနဲ့မချော်နိုင်ဘူး ောချင်တာနော်နှစ်60လောက်စစ်စောဆက်ဆက်လှုပ်လာခဲ့တဲ့အမောင်တို့အညစ်ကြေးဟာဒီနေ့အာယုံကိုလာနှောက်ရှက်နေတော့မယ်အဲ့တော့နောက်တစ်ဆင့်ချက်တွေးရအောင်ကျွန်တော်ကပန်းနဲ့လိုချင်တာပေါ့နော်ပန်းနဲ့လိုချင်တယ်ဆိုပန်းနဲ့လိုချင်ဘာလုပ်မလဲပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းကြောင့်ပန်းနဲ့မရဘူးအဲ့တော့ပန်းနဲ့လိုချင်ညှိနှမ်းဖြောက်ညှိနှမ်းဖြောက်တာလဲလွယ်လွယ်လေးညှိနှမ်းပဲမှရှိတယ်လေပြက်ကြည့်တော့မှရှိတယ်လေဟောင်းညောင်ရဲ့အဲ့လေဟောင်းညောင်ကျွန်တော်ဖယ်ထုတ်လိုက်မယ် ဖဲထုတ်လိုက်ပြီးတော့ခင်ဗျာလက်သမားဆရာကောင်းကောင်းနဲ့လေအစ်စ်ဆောက်မယ်ဗျာပြီးရင်ဥယျာဉ်မှုကောင်းကောင်းနဲ့အဲ့ပန်းတွေကိုပြိုးထက်လိုက်ညီနမရှိတဲ့လေအစ်စ်ထဲမှာကျွန်တော်ဒီမိုကရေစီနန်းနေအမြန်ဆုံးရတယ်အဲ့တော့ကျွန်တော်ဟိုစင်ကာပူမှာတလောက်အင်ဂျူမြင့်တဲ့လူတွေရှိမှာအဲ့ဒီလေပြည့်ကြီးကဘာကြီးပါလို့ကျွန်တော်အပြေမပေးပါဘူးကိုဟာကိုစဉ်းစားကြည့်ပါကျွန်တော်တို့ဒီနေ့နေချင်းညာချင်းလှုပ်ရမယ်လွန့်ပြရမယ်လေပြည့်ကြီးသည်ဘာကြီးလဲကိုကကိုတွေးပါအဲ့လေပြည့်ကြီးသာမရှိရင်ကျွန်တော်တို့ ီမိုကရေစီနဲ့လည်းမြန်မြန်ရလိမ့်မယ်အဲ့ဒီလေပြည့်ကြီးရှိနေတဲ့အတွက်တော်ဆန်းစုကြည်လည်းဘာမှလုပ်လို့မရဘူးမလုပ်နိုင်တာတွေသူ့ကိုဆွဲထားတာတွေအဲ့ဒီလေပြည့်ကြီးရပဲအဲ့ဘာကြီးလဲအဲ့ကောကိုတွေးပါအဲ့တော့နောက်ဆုံးမှာကျွန်တော်ကြပြလေးတစ်ပုဒ်ရုပ်ပြီးတော့ညီကောင်ချုပ်ပါမယ်အဲ့ဒါဘယ်တော့ရေးတာလဲဆိုတော့အလုံးတတိထားမိမှာပါတော်ဆန်းစုကြည်အင်္ဂလန်သွားတယ်သူသားအငယ်လေးနဲ့တွေ့တွေ့တဲ့ချိန်မှာတပ်ပုတ်နေတက်လာအဲ့တားမင်းနှစ်ယောက်ရဲ့မျက်လုံးတွေကအရေးအငွေတွေကိုကျွန်တော်ခံစားပြီးတော့ကျွန်တော်ခုနပြောတဲ့ဒုတိယတွေးပေါ့နော် ဲ့ထွက်တယ်ရေကျွန်တော်ရလိုက်ပါဘာလို့လဲဆိုတော့ तू အမျိုးသားသေးကနီးနောက်ဆုံးချိန်မှာတော့သင်ယောက်ျားနာကိုမသွားနိုင်တဲ့မိတယောက်သားနှစ်ယောက်ရှေ့သားနဲ့ तू သားနှစ်ယောက်ပညာရေးလူမှုရေးမဆောင်ရှောက်နိုင်တဲ့အမိတယောက်အဲ့တော့ तू နေနေကြည့်ရင်ကျွန်တော်တို့မြန်မာစကားပုံရဆိုရင်ဥလဲကွဲတယ်အတိုက်လဲပြတ်တယ် तू အိမ်တော်ရဲ့သူ့မိသားစုအရေးချုပ်ပြက်ခံပြီးတော့ဘာလို့ဒီမှာလာဒုက္ခခံနေတာလဲအပြည့်ရှင်းရှင်းလေးပဲကျွန်တော်မြင်တာကတော့ သူ့အတိုက်အပြက်ခံပြီးတော့သူ့အဖေတိဆောက်ခဲ့တဲ့အတိုက်အဲ့ဒီအတိုက်ဟာကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံအဲ့ဒါကြီးမပြည့်စေချင်လို့အထက်အုပ်တွေမကွဲစေချင်လို့အဲ့ဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့အတိုက်ထဲမှာရှိတဲ့ဥဟာငញ្ញံကြီးလွတ်လပ်ကြီးတရားမြတ်တာကြီးဆိုတဲ့ဥအဲ့ဒီပြည်တော်စုမြန်မာနိုင်ငံအတိုက်ထဲကအဲ့ဒီဥတွေမကွဲစေချင်လို့မကွဲစေချင်သူဘာလုပ်မလဲငញ្ញံကြီးသစ်ပင်ဆိုက်လိုက်ပါ ဲ့တပင်ကြီးငိမ့်ညမ်းမှအဲ့တပင်မောကအတိုက်မပြက်ပဲအဲ့ဒီဥတွေလည်းမကွဲနိုင်ဘူးအဲ့ဒီအတွက်သူဒီမှာလာနေတယ်လို့ကျွန်တော်အဲ့လိုယုံကြည်လို့အတိုက်ဆိုရဲကြပါလေကျွန်တော်ရေးပြပါတယ်နောက်ဆောင်ကြည့်ပါချစ်သူကိုခွဲရင်ကွဲပါစေနေခဲ့ခြံခဲ့ပြန်မလှဲ့တော့အတိုက်ပြက်ရဥတွေကြကွဲရင်ထဲမြိုက်လောင်မြင့်မို့တောင်ထိတ်ချော်ကြီးဖိတ်စင် တလိတ်ဆန်တော်မှသူ့အတိုက်ကိုမစွန့်သူ့အတိုက်ပြက်ပါစေသူ့အဖေတီထောင်ခဲ့တဲ့အတိုက်ထဲဥမကွဲတိုက်မပြက်အဲ့ဒီအဲ့ဒီမျောလင့်ချက်အသိအတန်းနဲ့ငိမ့်ညာရေးတစ်ပင်စိုက်နေပါတယ်အားလုံးကျေးဇူးတင်ပါ